အိမ်ကလူကြီးကျုပ်နာမည်ကတော့ဒေါ်မြိုင်းပဲကျုပ်လုပ်ကအခုခေတ်မှာအိမ်ဖော်လို့ပဲခေါ်သလားအိမ်စီလို့ပဲခေါ်သလားဘယ်လိုခေါ်သလဲတော့မသိသူများရင်မှာထမင်းချက်အဝိရှော အိမ်ပါဟိယကိစ္စအဝါဝါကို လုပ်ပြရတဲ့အလုပ်ပါပဲကျုပ်အသက်40ကျော်ပြီအလုပ်လုပ်ခဲ့တဲ့အိမ်ကြီးလည်းများပြီကျုပ်ကတော့တန်တုံးမြန်တုံးဖြတ်တုံးလက်တုံးဆိုတော့ကျုပ်ကို90နဲ့လူရရလဲမရှားပါဘူး ဒါပေမဲ့အเจ้าမျိုးမျိုးကြောင့်တအိမ်ထွက်တအိမ်ပြောင်းနေလှုပ်လာခဲ့တာခုနောက်ဆုံးလက်ရှိအလုပ်လုပ်နေတဲ့အိမ်เจ้าမှာပဲအချိန်အတော်ကြာဆွဲမြဲနေတော့တယ်ခုလှုပ်လို့ရတဲ့အိမ်ကလင်းကိုမရနှစ်ယောက်ထဲမှုအလုပ်လဲတက်တာသူတို့လည်းဘယ်မှမပြောင်းမရွှေ့လို့မို့ကျုံမြဲနေတာပဲသူတို့အိမ်ပြောင်းသွားရင်ကျုပ်လိုက်မသွားနိုင်ဘူးလေကျုပ်မကဒီရက်ွက်ထဲမှာပဲအိုးနဲ့အိမ်နဲ့လင်းနဲ့ရှိတာကိုဒီတော့သူတို့နဲ့အမြဲနေပါဆိုတာတော့ကျုပ်မနေနိုင်ဘူး မနက်မိုးလင်းရင်အလုံစင်းညနေဆောင်ရင်ကျုပ်အိမ်ကျုပ်ပြန်ဒီလိုပဲလုံးနိုင်နေကျုပ်ရဲ့အိမ်ရှင်မနဲ့သူ့ယောက်ျားတို့ကတော့ကျုပ်အပေါ်ကောင်းချာကြပါတယ်ဒေးလီဆဆလည်းဆက်ဆန်တယ်ယူယူတည်တည်လည်းထားကြတယ်ဒါကြောင့်လဲကျုပ်ကသူတို့အပေါ်ခင်မင်းပြီးအိမ်အလုပ်အားလုံးမခုမကက်လုပ်ပေးတာပါပဲတသက်ကျုပ်အိမ်ရှင်မနာမည်ကတသက်တဲ့တသက်ကဘာမှဝင်မလို့ရပါဘူးအေးတခုတော့ရှိရဲ့ တတဟာအိမ်အလုံးမမဲရမလို့တိတိုင်သူကြီးလောက်ရလီဟန်သူယောက်ျားရှိမှပြောတဲ့ဆိုတဲ့ဒါလေးတခုပဲသူယောက်ျားပေါ်သူကုံယူခြင်းလို့ချွဲခြင်းနှွဲခြင်းလို့နေတူပါရဲ့လေကျုပ်ကလည်းဘလို့မှမအောင်မိတော့ပါဘူးသူတို့ပြောဆိုနေရင်မကြားချင်အောင်စောင်းနေလိုက်ပါတယ်သူယောက်ျားကလည်းသဘောကောင်းမှကောင်းအေးမအေးသူ့ချက်လိုက်တာလည်းတုံးလို့လင်ရကန်ကောင်းလိုက်လေလို့ကျုပ်ဖြင့်အားများအောင်ကြမိပါရဲ့ကျုပ်အိမ်ကလူကြီးအဖြစ်ဒီလိုမဟုတ်ပါဘူး စကားပြောရင်လည်းဘူးဆက်ဆက်ဒုံတီတီကျုပ်ပေါ်ဆက်ဆံရင်လည်းခက်ပြက်ပြက်ဘလို့လူကြီးမှန်းကိုမသိဘူးတခါတခါတက်တက်ယောက်ျားမောင်းမောင်းနဲ့နိုင်ပြီးသူ့ကိုကျုပ်တိတ်မကြည့်မနဲ့ဖြစ်တာပဲမောင်းမောင်းတို့များအရာရှိကြီးသာဆိုရယ်မရဘူးဂယူဆိုင်လိုက်တာယူရလိုက်တာမျိုးထမတက်ပဲကျုပ်မှဖြင့်ပင်ပင်ပန်းပန်းအလုတ်လုတ်ပြီးအိမ်ပြန်သွားရင် သူ့ကိုအိမ်မှာကြောက်ရွံ့ကြည့်လို့မလုံမချက်မြင်ရရောဘယ်တော့မှပြင်းမန်းသလားမောသလား ဘာလားညာလားမေးလားညာလားမရှိဘူးအဲတခုတော့ရှိတယ်သူတင်မောစိတ်မှာအလုဆင်းလို့ရတဲ့နေ့အတွက်385ပြားကိုလမ်းစီရင်နှုတ်ပြီးအကုံအက်ကျုပ်ချက်ပေးသည်များနဲ့စားဒါပဲကျုပ်တို့မှာတာသမီးရလည်းမရှိဘူးလေကျုပ်မှာနေ့စဉ်မနက်စောစောထရရတယ်အင်အားလူတွေထမင်းချမ်းနဲ့ပဲပြုတ်ကြောပြီးညကဟင်းလေးပါလေးချင်ရင်နှွေးပြီးပြီးတော့အလုခွင်ကိုဝင်ရတာပဲ။ ကျုပ်အတွက်ထမင်းဟင်းရမပူရဘူးလေတသက်တို့အိမ်ကမျက်စာညစာကြွေးတဲ့ပြင်ညနေအိမ်ပြန်ရင်ကျန်သမျှဟင်းလေးကြွေးလေးဟင်းချက်စရာလေးကအစာပေးလိုက်သေးတယ်ကျုပ်ကဈေးလေးနည်းနည်းပပထက်ဝဲပြီးအရလူကြီးအတွက်ညစာပြင်ထပေးုံပေါ့တခါတလေသူကအရင်ဆော့ပြီးအိမ်ပြန်ရောက်ရင်လဲထမင်းတလုံးချက်နေပြီးစောင့်နေပေါ်တော့ရပါတယ်အင်းဒါနဲ့တသက်အကြောင်းပြောရအောင်မယ် နက်စောစောကျုပ်ရောက်သွားတိုင်းတကားကိုတော့ဖွင့်မိစေထားလျက်သာအမြဲတွေ့ရတယ်။တသက်တရာဒီလိုဆိုတော့စောစောထားလို့ဝိရိယရှိတာမအောင်မင်းနဲ့တကားဖွင့်ပေးထားပြီးသူကအိပ်ရတယ်တရေးပြန်နှံ့နေပြီလေ။ကျုပ်လည်းခြေသာဖော်ဝင်းပြီးရင်နွေးတယ်။ကော်ဖီတွေပါတယ်ဖြော်ပြီးမှအော်တော်မြန်ရောက်နေတာကြာပလားလို့အတန်ဆူးဆူးလေးနဲ့မေးတမ်းကြားရတယ်။ပြီးရင်သူကမျက်နှာတက်အလှပြင်တာပဲ။ လာလာပပကြောကြောမမော့လေးပြင်ပြီးကော်ဖီဘန်းလေးကိုင်လို့သူ့ယောက်ျားအခန်းထဲဝင်သွားပုံများနွဲ့နွဲ့နှောင်းနှောင်းနဲ့ချစ်စရာကောင်းလိုက်တာမကြပါဘူးသူ့အတန်ဆာဆာလေးကြားရတာပါပဲကိုကြီးထတော့လေ၈နာရီထိုးတော့မယ်တသက်တောင်ရေမို့ချိုးပြီးလို့ကိုကိုအတွက်ကော်ဖီတောင်ဖြော်လာခဲ့ပြီကဲထမျက်နှာတက်ကော်ဖီတောက်ရအောင်ကဲအဲ့ဒါသာကြည့်ကျုပ်ဖြော်ပေးလိုက်တဲ့ကော်ဖီဟာအမြဲတူဖြော်တာဖြစ်ရတာပဲ ืมတခုတော့ရှိတာပေါ့လေသူကတော်မြတ်ရေဒီမခွက်နဲ့ဖြော်ရင်ကော်ဖီမုံကဒီစွန်းနဲ့ဒီစွန်းထဲနော်တခြားကဒီစွန်းလေးနဲ့ဒီစွန်းမဲ့ထက်တခြားများပြီးချိုရင်ကိုကိုကမကြိုက်ဘူးနှုတ်စီကိုတော့ပြပြကလေးထက်ပြီးတော့လို့သူကအဲ့ဒီလိုအဲ့ဒီလိုပုံစံနဲ့ပြထားလိုက်တာကိုဒီတော့လေသူ့အစီမန်းနဲ့မို့သူဖြော်တာဖြစ်နိုင်တာပေါ့လေသူတို့ချစ်တဲ့နော့နေတဲ့ကောင်ကိုလေခြားခြားနားမထောင်နိုင်ပါဘူးကြုံမှာဈေးကိုပြေးရသေးတယ် မင်းညက်နေကသူမှကြားထားသမျှဆုံးစီအောင်ဝဲအင်ပြန်ရောက်ရင်ပြေးလွှာချက်ပြုတ်ဆယ်နာရီလောက်မှမိဖို့ဆောင်တွေကထွက်ရတယ်တသက်ကထုံးစံအတိုင်းမိဖို့တဲ့တစ်ခေါက်တစ်ခေါက်လောက်ဝင်ကြည့်ပြီးတော်မြိုင်ဒီဟင်းကငရုတီးတိတ်ဆက်စင်နေနော်ကော်ဘီကျော်ကတော့စိတ်စိတ်ကလေးကျော်အိုးဒီငပိကောင်ကရေအကြကြီးစိန်ထားရဘူးလေအဲ့ဒါလို့ဟိုဟိုဒီဒီနမ်းဖြူပြီးပြန်ထွက်သွားတော့တာပဲ သူကိုကိုကိုတော့ယုံသွားဖို့အဝေစားရွေးပေးရဖက်နှက်ဝတ်ပေးရဖိုင်တွဲရှာပေးရနဲ့အတော်ကယူတဆိုင်လှုပ်ပေးရှာပါတယ်။ကျုပ်ကချက်ပြုတ်ပြီးတာနဲ့တအိမ်လုံးလှဲချင်းအဝတ်တွေရှော်မိဘတိုက်ပေါ်လေတသက်ကားဖြင့်သူကိုကိုယုံထွက်သွားကလေးကထမင်းမာစားပြီးအိမ်လေထွက်တော်တာပဲ။ခေါင်းရင်ကသူတို့မင်းကတော့လို့ခေါ်ခေါ်နေတဲ့မိမအိမ်မှာလဲဖဲဝိုင်းရှိဆိုလား။တသက်တို့များလူကသာအေးသလိုလိုနဲ့ဖဲလေရိုက်တတ်တဲ့။အရက်လဲတောက်တတ်တာပဲတဲ့။ ချင်းအိမ်ကလက်နေဆက်စီမှာမခင်တွေကြီးပြပြောတယ်လေပြီးတော့တသက်မှာရုပ်ကလေးလှလို့သာပညာကလည်းခုနှစ်တန်းအောင်လာမဟုတ်ဘူးတဲ့ဒါကြောင့်ဘာလုံးမှမလုပ်တာကြည်ပါလားတဲ့သူကအောက်တန်းစီရဲ့အလုပ်ကလေးကို အားကိုပြီးကြွားလိုက်သည်ဒါတော့ေသူယောက်ျားကအရာရှိကြီးဆိုတော့သူမလုပ်ဖဲနေနိုင်သားပဲပညာမရှိပေမဲ့လင်းရတော့ကံကောင်းသားပဲဟာလို့ကျုပ်ကပြန်ပြောတော့အိုးဒေါ်မြန်ကဘာသိလို့လဲသူယောက်ျားရုံးမှအမျိုးသမီးတွေနဲ့ခက်ရှုပ်ရှုပ်ရယ် ခုလဲအငဲတယောက်ယူထားတာတင်ငန်းညွှန်မှာအိမ်နေပါရတာဝယ်ပေးထားတဲ့သူတို့ရုံးမှာလုပ်တယ်ကျမတင်ငယ်ချင်းကပြောတယ်အင်းလူဆိုတာလဲခက်တာကလားကိုထက်တာမနာလို့ဆိုသလိုတသက်ကသူထက်ယူကလေးရလဲတာယောက်ျားကလဲအရာရှိ သူမကယောက်ျားကလဲအထက်တန်းစီ နေရတာကလဲတသက်လောက်ထထဲဝဝမရှိဒီတော့ပြောပြမပေါ်ပြီးတသက်ကလဲခေါင်းရင်အိမ်ကမင်းကတော်နဲ့သာပေါင်းတာ သူ့ကိုဖြင်းဖုတ်လေးတဲ့ငပီးရှိတယ်မမထင်ဒီတော့လေသူကပဲရှုစိတ်နိုင်မှာတော့မလဲနေ့လယ်နေရင်တစ်ခေါက်တော့တသက်တရာအင်ဂျင်ရောက်လာတတ်သေးတယ်ကျုပ်အခန်းတင်ဖြော်ထားတဲ့ကော်ဖီကွက်လေးတစ်ခွက်တောက်ပြီးထွန်မြန်ကြီးတသက်စကော့စီသွားလိုက်အောင်မယ်ဆိုတဲ့အကြောင်းမျိုးမျိုးနဲ့အကြာနာဝိစားပြင်ဆင်ပြီးတစ်ခေါက်ထွက်သွားတော့တာပဲဒီလိုမှသူအပြင်မထွက်ရင်လဲကျုပ်ပင်မမှုသာမတ်တော့သူ့ပေါင်းတင်ရောင်းရဲတစုကအိမ်မှာဆူဝေးပြီး ြောကြဆိုကြရေမောကြနဲ့ဝိုင်းဖွဲ့ရကြတာကိုဒီခါမျိုးစုကျုပ်ကလက်ဖက်တုပ်ပေးရမုတ်လုပ်ပေးရနဲ့နားရတော့ဦးလေသူတို့ကတော့သူတို့ယောက်ျားတွေအကြောင်းအဝိအစာအကြောင်းသူတို့ဝိုင်းနေပါမလားတဲ့အရာရှိကြော်တွေအကြောင်းအတင်းဆုံးအဖျင်းဆုံးပြောလို့တတော်တော်နဲ့ပေါ့မကြပါဘူးညနေလေးဆောင်းလို့၄နာရီထိုးပလာဆိုမှလူစုခွဲပြီးပြန်သူကပြန် ။တသက်ကလည်းမိဖို့တဲ့တစ်ခေါက်ဝင်လာပြီးထုံးစံအတိုင်းဘဲဟင်းလေးကဘသူရှိရဲ့လားနဲ့မေးမြန်ဖြည့်ဆွက်ပြီးလင်းတော်မောင်ပြန်လာကိုရွှေလေတိုင်းဖော်ယူကျူးမတက်မျောရတော့တာပဲ။သူ့ကိုကိုရောက်လာပလားဆိုမှပြည့်မဖက်ယုံတမဲစီကျူလို့အင်းကြီးချွတ်ပေးရဖက်နဲ့ချွတ်ပေးရနဲ့အလုတ်များရတော့တာပေါ့လေ။အေးထမင်းဝိုင်းကြရင်တော့မရွှေတက်တက်တို့စကားရေပန်မဝင်မှုသာမှတ်တော့ကိုကိုဒါကိုကိုကြိုက်တဲ့ငါတလောက်ပေါင်းလေအယိုးကိုနူးနေတာပဲ တသက်ကိုရိုင်းအဲတသက်ကိုရိုင်းဒေါ်မြိုင်ကိုပြပေးရတာကိုကိုရဲ့ဟောတာကအသေးမြင့်နဲ့စိမ့်ကျော်ပူပူလေးကိုကိုလာကနှီးမပူနည်းနည်းစားရအောင်ကြော်ထားတာတတကအဲ့ဒီလိုလေးချွဲချွဲရဲ့နွယ်နွယ်ပြောပြီးကိုရိုင်းထဲ့ပြူကျွေးမွေးလိုက်တယ်ဆိုရင်ပဲမောင်းမောင်းတယောက်ခေါင်းတညိမ့်ညိမ့်နဲ့သဘောအကျကြီးကြာနေတာပါပဲ။ဘာလို့အပင်ပန်းခံရတယ်လဲတဲ့ရဲ့ကိုကိုခြေမမြပါဘူးဖြစ်တယ်လို့စားရက်ပါတယ်လို့များတော့ ခရုတဆိုင်ပြန်ပြော့လိုက်သေးရဲ့ကဲယောက်ျားရကံကောင်းသူများတော့ကိုရိုင်းရပါဘာမှမမလို့ရမကန်ရပဲနဲ့လင်းရဲ့အချစ်လဲခံရသေးတယ်အယူအရာလဲခံရသေးတယ်ကျုပ်တို့များဖြင့်ဒီလိုမဟုတ်ပါမနမိုးလင်ကလေးကနေဝင်ထီခါကြုံအောင်အလုပ်လုပ်အင်းရောက်ပြန်ရင်လဲအပြေးလွှာချက်ပြုတ်လုပ်ကန်ရဒါတော့မှအင်းကလူကြီးကအတိမတ်ပြူပေါ်မြကျင်နာပုံမပြနဲ့မိမလိုမှမက်ရလာတော့မသိပါဘူးတော့မိမဆိုတာဘာပဲဖြစ်ဖြစ် ကိုလင်သားရဲ့ဂယုတဆိုင်ပြောဆိုယူရတာလေးကိုတော့ခံမြင်သေးတာပေါ့ဟုတ်ဘူးလားသူတို့ကတခွန်းလောက်များအရေးတယူပြောလိုက်တယ်ဆိုရင်ပဲဟုတ်တော့ရှိမဟုတ်တော့ရှိရှင်ထဲမှာကျင်းနဲ့ဝမ်းမြောက်ရတာပဲပေါ့အမောပြေရတာပဲပေါ့ကျုပ်လူကြီးအပြင်ဒါရင်းနားမလဲလို့ပဲလားသူကိုယ်တိုင်ကကျုပ်ကိုနစ်နစ်ကာကာမရှိလို့ပဲလားမသိပါဘူးမျက်လုံးတစ်ချက်လန်ကြည့်ပြီးစိတ်လေးကြီးတစ်ဖာဖာနဲ့အင်းရှိကွပြင်မှာထိုင်းနေတာပဲ ကျုပ်ကချက်ပြုတ်ပြီးစီလို့ထမင်းစားမယ်ဆိုမှထလာစားပြီးစိတ်လေးတလေးနဲ့ပြန်ထိုင်းနေတာပဲကျုပ်ကတော့တသက်ကိုမမီတော့မှတသက်နေသူကယူဆိုင်ပါသေးတယ်ကိုဖိုးခင်တော်ထမင်းမင်ရဲ့လားတော်ကြည်ရတာတမျိုးကြီးနေမှာကောင်းရဲ့လားစသဖြင့်မေးပေါ်လေသူကတော့အေးမိန်းသားပဲနေကောင်းပါတယ်ဟာဒါတော့ပဲပြောပြီးပြီးသွားတာပဲကဲ ဘလောက်များအလိုက်ကန်းစုမသိတာကြီးလဲပြီးရင်မောမောနဲ့အိတ်လိုက်တာများတခေါခေါနဲ့တော့ဟောက်လိုက်သေးတယ်ကျုံမာသာတခါတခါဟိုးတွေးသည်တွေးနဲ့အိတ်မပြောရင်သူအိတ်နေပုံကြီးကြည့်ပြီးဒေါပွာလာလို့ထများအောင်ထုလိုက်ချင်တယ်ဒါမဲ့သူခမရလည်းအလုပ်လုပ်ရတာပြင်းပန်းရှာတယ်ဆိုပြီးမလုပ်ရပါဘူးလေတတတူပူလိုက်ပုံများကတော့ဖြစ်မပြောချင်ဒီကနေ့သူ့ယောက်ျားကြီးရုံးနေဝယ်ဆင်းရတဲ့နေမှုထင်ပါရဲ့ဘဲမှလည်းမသွားရဘူး ပိုကလည်းမထောင်ရလို့ယောက်ျားနာကပ်ပြီးတချွဲတဲ့ချွဲနေလေရဲ့ကိုကိုရဲ့တတ်တတ်လေးခုတော်ဘာဖြစ်နေလဲမသိဘူးအမြဲမောမောနေတာပဲခေါင်းထဲကလည်းတစ်ခါတစ်ခါမိုက်ခနဲမိုက်ခနဲဖြစ်တယ်ကိုကိုရဲ့တတ်တတ်ကအားစိလိပါလိမှာမမှန်မတော့ပဲကိုဆရာဝန်ပြပါလားอืมဆရာဝန်ပြတဲ့စီလေတောက်တာပါပဲကိုကိုဒါပေမဲ့ရင်ထဲကအမြဲတလက်လက်မောနေတာပဲ ်သက်သက်ကနာနာနေနေမှမနေပဲကိုအိမ်လုပ်တွေလဲတော်ရုံလုပ်ပေါ့ကွယ်ဒေါ်မြိုင်လဲရှိတာပဲဟာဟောပြောရင်းဆိုရင်ခေါင်းထဲကမုန်းတော့ဖြစ်လာတယ်ကိုကိုဟမ်ဟုတ်လားအသားလေးလဲနေလိုက်နေုံနေုံကိုကိုရှူသေးယူပေးမယ်အမလီလိုက်လဲလိုက်ပါပြီရဲ့ချွဲသူကချွဲတဲသူကတဲမောင်မောင်တို့များပြပြသည်လဲချိန်မကိုင်းမီလက်မကိုင်းမီဖြစ်လို့တိရူတရနဲ့ခရင်မော်ချပေးရရှူစည်းယူပေးရရက်တောင်ယူပေးရနဲ့ အလုံမြသွားတာတာပဲကျုပ်ကတော့တသက်အကြောင်းနှောကြည့်အောင်တည်ပြီးသားမို့မစိုးရင်လိုက်ပါဘူးသူတို့နားလည်းမသွားပါဘူးသူတို့ကလည်းမခေါ်ပါဘူးလေသူတို့ဇလန်ကသူတို့နှစ်ယောက်နဲ့လုံလောက်ပါတယ်ပြီးတော့ဟောဒီလို စနေနေ့တိုင်းဖြစ်နေကြပဲဟာတသက်ကိုကြည့်ရင်ကျုပ်လည်းခေါင်းထဲမှုတလို့လို့ဖြစ်လာလို့ဒီနေ့တော့ဆော့ဆော့ပဲခွင့်ပန်းပြီးအိမ်ကိုပြန်ခဲ့တယ်အိမ်မှာတော့ငုတ်တုတ်ကိုတော့ရာရောက်နေတယ်လို့ထမင်းရောတဲပြီးနေရောကျုပ်လည်းရရောက်ချင်းဝဲလာတဲ့ဟင်းချက်ဆရာလေးတွေပြစ်ချပြီး တော့ပါသားချက်တော့ကျုပ်ကောင်းကောင်းနေမကောင်းဘူးခေါင်းမူလို့ဆိုပြီးအဲ့ရတဲ့လဲနေလိုက်တော့တယ်။음ငါနေမကောင်းဘူးဆိုရင်တော့သူတော့ငါ့ကိုဂယူဆိုင်ကောင်းပါရဲ့လို့သာအသာမိတ်မိသူ့ကိုမတိမတာခိုးကြည့်လိုက်တယ်။သူကတော့ဟင်းချက်စရာတွေကိုကမန်းကရန်ချက်ပြုတ်ပြီးအမိန်သားစားနေတော့တာ哦။ကဲဘလို့များမတိသားဆိုရတဲ့ဟာကြီးလေ။ကျုပ်လေဒေါသဖြစ်လိုက်တာမပြောပါနဲ့တော့အနာကတနက်ခါတော့နေတော့ကောက်ပေါက်ပြစ်လိုက်ချင်တော့တယ်။စိတ်ဆိုးဆိုးနဲ့ထထသွားပြီးတော့ ။အော်တော့တော့ဝမ်းဝါဖို့အတွက်ပဲအရေးကြီးနေ။ကျုပ်နေမကောင်းတာလေးမှာခရုဆိုင်ဖို့မရ။တော့မှအကျဏာတရားမှာရှိသေးရဲ့လားဟင်။ဟေးမင်းနေမကောင်းမှုဆိုတော့စားနေမှာမဟုတ်ဘူးထင်လို့လေကွာ။ဒီမှာမင်းစိတ်တောက်ဖို့ရင်ွေ့တယ်ထားပါတယ်ဟ။တော့ပါတော့ဘယ်မှာလဲတော့စီရ။ဟွန်းမင်းတောက်နေကြမတ်ချေသွေးသေးဟာလေ။ကုံသွားပလား။ဟတ်တော့ဒီဆေးကိုတော့66ပါယောဂပျောက်တယ်များထင်းနေလား။ ဟမ်မသိဘူးလေဒါပြင်ဘာဆေးတောက်မှာလဲငါဆီယမောင်ဆင်းနေမောင်တောက်ဝယ်ပေးရမလားအော်အခုထိဝယ်ပေးရမလားလုံနေသေးရဲ့တော်ဟာလေးတော်တုံမပြောကြင်ဘူးနော်တော်လို့မရမှန်းသားမှန်းမသိတဲ့လူမျိုးနဲ့တုံမနေကြတော့ဘူးသိရဲ့လားစိတ်ကုန်တယ်တော်ပြီဒီနေ့ကစပြီတော်နဲ့ကျုပ်မနေတော့ဘူးတော့အတော်တင့်ငုတ်တူကြီးလိုနေရစ်ပြီတော့ကျုပ်သွားမယ်ကျုပ်လည်းစိတ်ဆိုးမှန်ဆိုးနဲ့နီးရအင်ကြီးလုံးကြီးလေးတစ်ထဲနဲ့တစ်ထဲ လွယ်ရီထဲကောက်ထည်ပြီးခြေဆောင်ထွက်ခဲ့တော့တယ်။ဒီလိုတော့ပြပြတည်းလေတာလာစီလာဆွဲသလားမအောင်မင်းနဲ့ပါဇက်ကြီးအဟောင်းသားနဲ့နားမလဲတယ်လို့ကြည်ပြီးဟာတာမန်မရမန်မသိအောင်ငါဘာလုပ်နေလို့ရောမမြန်ရဲ့လို့တခုမဲ့ပြောပြီးငုံငူကြီးထိုင်နေရတော့တာပဲကျုပ်လည်းနေစမ်းပါစီသင်းတော့နှောင်းကြင်အောင်ထောင်းအောင်ပါဆိုပြီးလက်မကြည့်ပဲထွက်လာခဲ့ကျုပ်ချေဦးလက်ရတော့ဘယ်ရှိအောင်မလဲတတ်တတ်တူအိမ်မဲ့ပေါ့ဟင် ထောမြိုင်မလားဘာဖြစ်လို့လဲမျက်နှာလည်းမကောင်းပါလားတတတ်ကျုပ်ကိုမင်းနေပြီမဲကျုပ်ကလည်းသူ့ကိုပြန်မေးချင်နေတယ်ဘာကြောင့်လဲဆိုတော့သူ့မျက်နှာကလည်းကျုပ်မရောက်ခင်ကတည်းကအစင်မကောင်းဖြစ်နေတဲ့ပုံမျိုးကျုပ်ကအကျိုးကြောင့်ပြောပြပြီးတော့อืมဟုတ်လားထောမြိုင်ယောက်ျားလူရိုးကြီးမှုထင်ပါရဲ့ရှင်လို့ပြောသေးတယ်ရိုးလုံးလုံးခန့်နေတာတတတ်ကြီးလို့ကျုပ်ကပြောတော့ထောမြိုင်မသိဘူးနော်မရတယောက်ကိုအဲ့ဒါလိုရိုးရိုးတသားပေါင်းနဲ့ယောက်ျားမျိုးမှကောင်းတာလို့သူကပြန်ပြောတယ်လေ တသက်တရာစကကြီးစကကြီးပြောလိုက်လို့ကျုပ်ပူပြီးအံ့အားတင်သွားရတယ်။အဲ့လိုနေတော့အတွင်ငန်းတွေကခေါင်းရင်ရမင်းကတော့ထွက်လာတာတွေ့လိုက်ရတော့ကျုပ်ပူပြီးအံ့အားတင်သွားတယ်။ဒီချိန်မလားစဘူးဘာဖြစ်လို့ပါလဲလို့တသက်ကတော့မြန်အိပ်ဖို့ဆိုပြီးခြံအောင်ကောင်းအောင်လာပေးတယ်။ပြီးတော့လာမမဆိုပြီးမင်းကတော့ကိုအတွင်ငန်းနဲ့ပြန်ခေါ်သွားတယ်။ကျုပ်လက်စိတ်ရှုပ်ရှုပ်နဲ့သူတို့အိတ်ခမ်းနဲ့ကလေးရဲ့ကျမ်းမြင်ပေါ်မှာပဲခြံအောင်ထောင်ပြီးအိတ်လိုက်တော့တယ်။ စိတ်ကလည်းညင်ညင်ဒီဟာလည်းဘာဖြစ်နေလဲမသိမောင်းမောင်းတယောက်ပဲသွားနေပါလေလို့တွေးရင်အိတ်မပြောနိုင်ရှိနေတော့ခန်းထဲကတသက်နဲ့မင်းကတော်တို့စကားပြောနေတဲ့ကြားရနဲ့နားဆွနေလိုက်မိတယ်။အခါတိုင်းတော့သူများစကားပြောရင်ကျုပ်ခိုးနားထောင်တတ်တဲ့အချင်းမရှိဘူး။ခုတော့ဘာများဖြစ်နေကြပါလေလို့သိချင်တာနဲ့နားဆိုင်မိတာပါ။တသက်ရဲ့အတန်ကငိုတမ်းပါနေတယ်။မမကဒါမျိုးကိုစူးစူးပူပူမလုပ်ရဘူးအတာသူ့အကြိုက်လက်ရောပြီး ချော်နေရတယ်ဆိုလို့တက်တက်လဲနေတာပါပဲဒီနေ့လဲသူအပြင်မသွားအောင်နေမကောင်းဆိုပြီးလှုပ်တာပဲမမရဲ့ခတ်တာသူကရှေ့တယ်မှာတော့ဂယုတဆိုင်နဲ့ချင်းချင်းနာနာရှိတာအေးလေအနှုန်နည်းနဲ့မရတော့လဲတမျိုးလှုပ်ကြသေးတာပေါ့တက်တက်အဲ့ဒီအိမ်ကိုလိုက်သွားမလားမမလိုက်ပုံမယ်လေဟိုကြရင်လက်ဆုပ်လက်ကင်နဲ့ပိုင်ပိုင်သာပြောပြဟောဒီလိုလဲတတိမရှိဘူးပြီးသူများတွေသိရင်လဲရှက်စရာမမရဲ့တတတော်ဒေသာတိလိုက်ချင်တော့တာပါပဲ ။အော်တတရဲ့ဒီလိုစိတ်မလျှော့နဲ့လေမမကူညီပါမယ်ကွယ်။ဒါထက်တတကသူဒီလိုထွက်သွားတာကိုဘယ်တော့ရလဲလို့မမေးမမြန်းဘူးလား။စနေနေ့ညတိုင်းသူတို့ပေါင်းတင်နေနဲ့စုပြီးဝိုင်းဖွဲ့နေကြမမရဲ့အစာရောတကယ်လဲဟုတ်ပါရဲ့။ခုမှအဲ့ဒီအခွင့်အရေးကိုဆက်ပြီးအသုံးချနေတာမမရဲ့အမလီကျုပ်တော့ဆက်တောင်းနားမထောင်ချင်တော့ဘူးခုမှတကယ့်ကိုခေါင်းနဲ့မူးနောက်လာတော့တာပဲ ။တလောကမခင်ရဲ့ပြောတဲ့တသက်ယောက်ျားမရင်ငယ်ယူထားတယ်ဆိုတဲ့ကိစ္စပဲထင်ပါရဲ့။ယောက်ျားများကြောက်စရာအေးပုံအေးလက်နဲ့။အေးကျွင်ငါဟာကြီးရောဘယ်လိုဖြစ်နေခဲ့ပါလဲ။ခုလိုသူတယောက်တည်းကြံနေတော့နောက်ဖေးငါဟိုပြန်တန်တန်ကောင်မအိမ်မော်တက်လာပြီမေလာမြန်လာနဲ့လာရောနေမှာဖြင့်။အော်ဒုက္ခပါပဲ။သူတယောက်တည်းထားခဲ့တာငါမားတာပဲ။ငါမားတယ်။တာမန်မရမန်မတိအောင်ငါကဘာလုပ်နေလို့လဲမမြန်ရတဲ့ ဟုတ်ပါရဲ့သူခမားငါမသိအောင်ဘာမှမလုပ်ရှာဘူးလေငါကြွေးသမားစားပြီးငါထိုင်ရနေရဲ့လူကြီးအိုလေတွေးရင်တွေးရင်ခုတော့ထပြန်ခြင်းစိတ်ပေါက်မိပါရဲ့မကောင်းတတ်လို့သာမိုးကလည်းလင်းခဲ့ပါပြီတညလုံးအိမ်မရဘူးတော့နေလို့လည်းမရတော့တာနဲ့မနက်စောကြီးထားပြီးမိဖို့ကြောင့်ဝင်ရင်နွေးတဲကော်ဖီတအိုးဖြော်လိုက်တယ်မင်းကတော့အရောဘယ်ချိန်ပြန်သွားတယ်လဲမသိမောင်မောင်လည်းပြန်လာတာမကြားရဘူးဒါနဲ့တသက်အခမ်းအနားခြေပြထောက်ပြီးတသက်ကြီး အတော်အင်ခဏပြန်အောင်မကွယ်စောသေးတယ်တကားပြန်ပိတ်ထားအောင်လို့ပြောလိုက်ရတယ်တက်တက်ကိုငိုထားတဲ့မျက်ခွန်အေးအေးနဲ့တွေ့ရတော့လဲတနာလိုက်တာမိမချင်းကိုချင်းစာမိပါရဲ့음ကျုပ်လည်းကြာကြာဟမ်းမဆောင်နိုင်ဘူးအင်ကိုတချိုးတဲ့လိခဲ့ရတော့တာပဲအင်ရောက်တော့အခြေတကားကြီးလဲပွင်လို့ဟိုလူကြီးဖဲမြတ်သွားပါလေလို့ရင်ထဲကိုပူသွားတာပဲအင်းထဲဝင်ကြည့်တော့မှအေးရပါမှာမောက်ရက်သားကြီးတခေါခေါနဲ့အင်မောကြနေတဲ့သူ့ကိုတွေ့ရတော့တယ် ဒီတော့မှကျုပ်ရင်ထဲကအလုံးကြီးထိုးကြသွားတော့တာပဲကျုပ်လေတသက်နဲ့တကူသူ့အပေါ်ဒီတစ်ခါအတနာဆုံးအကြည်ညိုဆုံးပဲပြီးတော့ကျုပ်စိတ်စင်ရောင်ဘာမှမလှုပ်ရှားတဲ့ကျုပ်လင်သူတော်ကောင်းကြီးကိုလေသူမသိအောင်ဥသုံးချိန်များတော့ချလိုက်မိပါရဲ့တော့မမိုအင်းယာမြေပရိတာ1986